ိဘောင်60ကျော်အရောပေါ့နော်ဒီဒီမိုကရေစီမဟုတ်တဲ့ပေါ့နော်ကျင့်စဉ်လေးတစ်ခုရဲ့အောက်မှာဟိုချိန်ချုပ်မှုစနစ်နဲ့နေလာခဲ့ရတယ်ဆိုတော့ပေါ့နော်ဒီချက်ချင်းကြီးဒီမိုကရေစီစနစ်ကိုတော့ပြောင်းလို့ရမှာမဟုတ်ဘူးပြီးခဲ့တဲ့အစိုးရတက်တန်းတို့ကလည်းပဲနိုင်ငံတော်ကိုပြောင်းခဲ့ပါတယ်လို့ဟိုပြောရမယ်ဆိုရင်တော့ပြီးခဲ့တဲ့အစိုးရတော့ပုံပြီးတော့ဒီကဲကိုပြန်ပန်းခဲ့တာပေါ့နော်ဟိုမရှိသေးတဲ့ဒီမိုကရေစီလမ်းကြောင်းကိုဖောက်ခဲ့တယ်အခုတော့ဒီအဲ့ဒီဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အဆင်ပြေချောင်းမေးစီဖို့အတွက်ကတော့အခုလက်ရှိအစိုးရပြန်ပြီးတော့ဖော်ဆောင်တာတွေ့ရတာပေါ့နော်ဒီလိုဖော်ဆောင်တဲ့နေရာမှာလည်းစိတ်ကုန်မှုတွေအများကြီးရှိကြတာတွေ့ရတယ်အထူးသဖြင့်ဒီပြီးခဲ့တဲ့ဟိုရခိုင်အစိုးရလက်ထက်ကပေါ့နော်လေယာဉ်မြင်းနဲ့ပတ်သက်ပြီးတော့ဒီအစိုးရကလေယာဉ်မြေစုံစမ်းရေးကော်မရှင်နေပေါ့နော်လေသမားတွေတခါနေနားလာတွေကိုပြန်လဲပြီးတော့ကုစားပေးတာပေါ့နော်ဒါပေမဲ့တခက်တကယ်မှာအစိုးရဘက်မှာအားနေချက်ကပါလဲဆိုတော့ပြန်လဲပြီးတော့ဟို အကောင့်ထဲပို့ဖို့အားနည်းမှုရှိတာကိုတွေ့ရတာပေါ့နော်။ကဲအဲ့ဒါကြောင့်မို့ဒီအခုအစိုးရမှာရောဆိုတော့အဲ့ဒီအပိုင်းရောဟိုဆောင်ရွက်ပေးနိုင်ပြီလားဆိုတော့အခုလက်ရှိအစိုးရဘက်ကလည်းဆောင်ရွက်မပေးနိုင်ဘူးဆိုတာတွေ့ရပါတယ်။ကမဖြစ်နိုင်တဲ့အရာတွေအများကြီးဟိုတို့ကမဖြစ်နိုင်တဲ့အကြောင်းအရာအများကြီးတို့ကဟိုမေရရှိလို့တို့ယူရချက်ပဲတို့ကမျိုးမျိုးပေါ့လှက်စားဖို့ဂရိပေးထားတယ်တို့ကတို့ကလက်လက်တွေ့မှာကျတို့ကလုံးဖို့ကင်ဖို့ကခက်ခဲအများကြီးရှိပါတယ်အခုဆိုတို့ကဖက်တန်တနည်းပြစ်သွားပြီဟုတ်တနည်းပြစ်သွားပြီ ွက်ပါတယ်လှုပ်ပေးပြီးလို့ထင်တယ်ကျေသူတွေအတွက်ကထူးခြားခြားပေါ်ပေါ်လွင်းလှုပ်ပေးနိုင်ခဲ့တာကတော့တိတ်တော့မရှိပါတယ်မရှိပါဘူးဒါပေမဲ့တိတာထင်တာမြင်တာထင်ရှားတာတခုကြီးရတာတော့တို့တို့ဒီဟိုဘောဟိုဖက်ဒရယ်မော်ရဖက်ဒရယ်လမ်းကြောင်းကိုတွားဖို့တော့အဲတခုတော့ထင်ပေါ်ပါတယ်ကျန်တာတော့ထင်ပေါ်မရှိပါဘူးဆီဆက်ပြီးတော့ဟိုဒီထက်ဟိုကောင်းအောင်ပေါ့နော်ဘယ်လိုဖြစ်စေချင်လဲဘယ်လိုလုပ်စေချင်လဲ ဒီတော့ကောင်းလို့ရအဓိကတော့ကျွန်တော်တို့ရဲ့ဒီတိုင်းသားလူမျိုးတွေအတွက်ပေါ့တိုင်းသားလူမျိုးအတွက်တို့ကကြည့်ဖို့လိုတယ်အဲ့ဒါမှစစ်မှန်တဲ့တိုင်းသားစီလုံးမျိုးညှို့ရမှာဒီစိတ်ကြည်သားတော့တို့ကအဘူရာသူအားလုံးကိုဟိုဘောပေါင်းတစည်းဖြစ်ဖို့နော်ပါတီမှာလည်းပွားနေပဲအဲ့ဒါကိုပါတီဖြစ်ရင်တော့ပူကောင်းတော့ ဖြစ်လဲဆိုတော့ကျွန်တော်တို့အချိန်ကတအားလိုအပ်ပါတယ်လို့အချိန်နည်းနည်းလေးအခုမှတနေ့ကြောပဲကြည့်တယ်ကျွန်တော်တို့ကတော့စောင့်ကြည့်တာပေါ့နော်ဟိုအတိုက်ခံလဲမလုပ်ဘူးဒါပေမဲ့စောင့်ကြည့်တာဒီမိုကရေစီချစ်စင်မကြဘူးဆိုရင်တော့ကျွန်တော်တို့ပြောရဲပါတယ်